ကိုရိုင်းဒေသကြီးတယာဝရီခရိုင်တယာဝရီမြို့တွင်ဒေသနေပြည်သူများနှင့်ကလေးသင်ငယ်များကလေးလူသမားနှင့်ပတ်သက်၍အသိပညာပေးဘူးသူတရရှိစီရင်ရည်ရွယ်၍အသိပညာပေးဟောပြောပွဲကိုအေဘီလာ၁၀ရက်နေ့နေ့လယ်တနာရီကလူမှုခြေပြုဖို့ဌာနကွန်မြူနီစနာခမရင် ကျင်းပပြုလုပ်ခဲ့ပါတယ်ဆက်လက်၍ဟောပြောပွဲတွင်တယာဝရီခရိုင်ပြည်ချိုင်းနယ်ပြည်စံဦးစီးဌာနခရိုင်ဦးစီးမှုအဖွဲ့မှစကားပြောကြားပြီးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှခရိုင်ဦးစီးမှုဒေါခင်တန်နာက မြန်မာနိုင်ငံတွင်ကလေးများအားကလေးလူသမားဖြစ်ခိုင်းစေမှုအထူးသဖြင့်ဆိုရဆုံပုံစံဖြင့်ခိုင်းစေမှုများအားရောင်းနှက်ပပျောက်စီရန်နှင့်တားဆီးကာကွယ်ရန်ဥပဒေအရတရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိတဲ့ကလေးလူသမားများအားဥပဒေနှင့်အညီထိရောက်စွာအကာအကွယ်ပေးရန်ကလေးလူသမား၏အတိတ်ဘက်သတ်မှတ်ချက်များနှင့်ပြည်မှုများအကြောင်းတွေကိုယခုလိုအကျေတွန်းဟောပြောဆွေးနွေးခဲ့ပါတယ်။ဥပမာမိဘတွေကနယ်လုတ်တယ်နယ်လုတ်တဲ့အချိန်မှာ တွင်းကားနေနဲ့ကို့မိဘသွားလုတ်တယ်သွားလုတ်ရင်းနဲ့ချီကို့မိသားစုအတွက်ချီချီချီနဲ့ ကျွေးမစနိုင်ဘူးအကျွေးမစနိုင်တော့ကျွေးနဲ့တိမ့်ပိုက်တာနော်ဟဲ့ငါကလေးတမီးကိုအိမ်မှာကလေးလာထိန်ခိုင်းနော်အဲ့နှစ်တမီးကိုအိမ်မှာတမီးလာချက်ခိုင်းသဘောပေါက်တယ်နော်ကိုရဲ့မိဘရဲ့အကျွေးကိုဒီကလေးကိုခိုင်းတာနော်အဲ့တော့အဲ့လိုမျိုးနေနေတခါ၎င်းနောက်ကျုံပြုတ်ပြီးတော့ခုနလိုမျိုးဟဲ့အိမ်မှာတမီးချက်ဖို့လှုပ်လိုက်ဆိုရင်ဒါဘာလုပ်ခိုင်းတာလဲ ကျုံပြုတ်ခိုင်းတာเนาะဒီလိုနီးနေတော့၎င်းเนาะနောက်ပြီးတဲ့အခါကျတော့အဲခုနလိုစစ်ဖြစ်နေတယ်เนาะလက်နက်ကင်အဖွဲ့အစည်းတွေအခုကြားတယ်မလား PDF တို့နောက်ပြီးတော့ဝါတို့เนาะ TNN တို့သဘောပြပြလာလက်နက်ကင်အဖွဲ့အစည်းတွေအဲ့လိုအဖွဲ့အစည်းတွေမှာခလေးတွေကိုမလုပ်လဲဆိုရင်သူတို့ရဲ့မိန်ဖြောပြေဖို့သဘောပေါက်လားเนาะမိန်ဖြောပြေဖို့အတွက်တော့၎င်းစိတ်ပိုင်းဆိုင်ရာဖြောပြေဖို့အတွက်တော့၎င်းเนาะ ဲ့ဒီကလေးကိုကာခိုင်းရဲ့ခုံခိုင်းရဲ့သူတို့ရဲ့စိတ်အပန်းဖြေဖို့တော်တော်လကောက်ပြီးတဲ့ခါကျရင်ဒီကလေးရဲ့နှုတ်အားနော်ရုပ်ပိုင်းဆိုင်ရာတနတ်တွေထန်းခိုင်းတာနော်သူတို့ရဲ့ရိတ်ခါတွေထန်းခိုင်းတာနော်ဒါမျိုးတွေအတွက်တော်လကောက်စိတ်တွင်းမှာနော်ဒီလိုလက်နက်ကင်အဖွဲ့စည်းတွေကနေပြီးတော့ဒီကလေးတွေကိုဒီရဲ့နှုတ်အားကိုကလေးအလုသမားတွေဖြစ်နေခိုင်းတာเนาะနောက်တစ်ခုကကြတော့အခုသမီးတို့မီဒီယာတွေမပေါ်ဘူးလား တမီးတို့အွယ်လေးနှလားလေးတွေတမီးတို့ပြောခွင့်ရတဲ့အတွက်ဒီဒီကကျေးဇူးအရန်တင်တာနော်အဲ့တော့ဘာလုပ်လဲဆိုနန်းလာလာခလေးလာဓာတ်ပုံလေးရိုက်မယ်ဆိုပြီးတော့တမီးတို့ရဲ့ဒီခေါင်းပိုင်းလေးပဲယူလိုက်တာဘာလုပ်လိုက်လဲဆိုတော့အင်တာနက်မှာဖြတ်ညက်ကတ်တွေလုပ်လိုက်တာသဘောပေါက်လားရှင်းသားလည်းပြမလားနော်ဆက်စီပုံတစ်ကိုယ်လုံးပုံပြမလားတမီးရဲ့ခေါင်းကတော့အစ်စ်ပဲကျန်တဲ့ခန္ဓာကိုယ်တမီးပါဆိုပြီးတော့သဘောပေါက်လား နော်အဲ့ဒီလိုမျိုးတွေမိမ့်မိုင်းဆိုင်ရာကျုံပြုတ်ခိုင်းတာရှင်းတယ်နော်နော်နောက်ပြီးတော့ခါကြတော့တမီးတို့ရဲ့အိမ်မှာအဆင်မပြေဘူးနော်ဥပမာမိဘတွေရံဖြစ်တယ်နော်အဆင်မပြေဘူးအာစိတ်ညစ်တယ်တနေ့တနေ့စားမရမရှိဘူးစိတ်ညစ်တယ်ဒီလိုမျိုးနေနေတဲ့မှာကိုကကွာစီရလာနေကြမရှိတဲ့အချိန်ညာဟဲပွဲစားရလဲကြည်နေရလေနာနင်းပြည့်စုံစာလုပ်ငန်းလုပ်မလားနာကာရာအိုကေလေးမှာ ခေါ်တာနော်ခလေးကိုအချိုးရေးလေးတိုက်ပြီးတော့ခေါ်ပြီးတော့မိမိုင်းဆိုင်ရာအကျမ်းဖက်လိုက်တာနော်သူ့ရဲ့အပြူရေးကိုဖျက်ဆီးပလိုက်တာဘဘောပေါက်တယ်နော်ဒါမျိုးတွေမိမိုင်းဆိုင်ရာအကျမ်းဖက်ခြင်းတွေဒီလိုနှစ်ခုကိုပရိုပရိုတိုကောမှာဒီဒီတို့ကလက်မှတ်ထိုးထားနော်ဒါမျိုးတွေမလုပ်ရဘူးဆိုပြီးတော့ဘဘောပေါက်တယ်နော်အဲ့တော့ခလေးလုံသမားလို့ပြောလိုက်လို့ရှိရင် အဲ့ဒီပုံမှန်သုံးနှငယ်ကမိသည်ကလေးကိုမှအစိုးရဆုံးပုံစံဖြင့်ခိုင်းစေခြင်းမပြုရဘူးတဲ့ခုနဒီဒီပြောပြီးပြီကလေးတယောက်ရဲ့ကလေးတယောက်ကိုခိုင်းတော့မယ်ဆိုလို့ရှိရင်သူ့မှာပြဋ္ဌာန်းချက်ရှိတယ်ပုံမှန်48မှာပြဋ္ဌာန်းထားတယ်ဘာတွေပြဋ္ဌာန်းထားလဲဆိုရင်သမီးတို့ရဲ့အသက်ကအလုံးလုံးမှဆိုရင်16နှစ်ပြည့်ရမယ်သဘောပေါက်တယ်နော်အသက်16နှစ်ပြည့်ရမယ်ဟုတ်ပြီအသက်16နှစ်ပြည့်ပြီ तू အလုံးလုံးပြီဆိုလို့ရှိရင်ဆရာဝန်ရဲ့ထောက်ခံချက်ပါရမယ် နော်ဒီကလေးကအလုံးလုံးနိုင်နဲ့ကျမ်းမာတန်ဆွမ်းနဲ့နော်၁၄နှစ်ကနေ၁၆နှစ်အတွင်းအလုံးလုံးနိုင်ပါတယ်ဆိုပြီးတော့မြို့နယ်တာဝန်ခံဆရာဝန်ရဲ့လက်မှတ်ပါမယ်နော်ပြီးတဲ့အခါကျတော့အဲ့ဒီလိုအလုံးလုံးတဲ့အချိန်မှာဒီလိုအခုအစိုးရဝန်ထမ်းမဖြစ်ဖြစ်ပုဂ္ဂလိကဝန်ထမ်းမဖြစ်ဖြစ်အလုံးလုံးနဲ့အလုံးချိန်ကဘယ်လောက်လဲတနည်းဦးဘယ်နှစ်နာရီလဲ၈နာရီเนาะအဲ့တော့သူတို့ရဲ့တဝက် ားတော့သမီးတို့တကယ်လို့၁၄နှစ်နဲ့စပြီးအလုလုတော့မယ်ဆိုရင်ဘယ်နှစ်နာရီပဲလုလို့ရမလဲ၄နာရီပဲခိုင်းဝင်ရှိတယ်သဘောပေါက်တယ်နော်အဲ့၄နာရီအတော်အတွင်းမှာလည်းညနေ6နာရီကနေပြီးတော့မနက်6နာရီထိဆိုင်ရှင်တွေအလုဌာနာတွေကခိုင်းဝင်မရှိဘူးသဘောပေါက်တယ်နော်ဒါသားတို့သမီးတို့ကိုဒီမှာအခွင့်ရရှိတော့သောဆနာမိုးကြီးကိုဒီရကျေးဇူးတင်တယ်သမီးတို့တယောက်စီတယောက်စီသိသွားမယ်ဆိုရင် ကိုယ့်ရဲ့တငယ်ချင်းတွေထဲမှာစက်ယုံတွေထဲမှာအလုတ်ယုံတွေထဲမှာလုံနေတဲ့တငယ်ချင်းတွေရှိရင်ဒါတွေကိုဒီလိုရှိဒါရောက်ဆိုးနွေးလို့ရတယ်နော်သဘောပေါက်လားခရင်လူမှုဝန်ထမ်းရုံးကိုဆိုးနွေးလို့ရတယ်ခရင်ပြန်ဆက်ကိုရှင်းဖွင့်လို့ရတယ်နော်အဲ့ဒီလိုမျိုး၄နိုင်ပဲခိုင်းရမယ်ပြီးတဲ့ခါကျရင်လူကြီးတယောက်ကိုသူဘယ်လောက်ပေးလဲ9000ပေးလားတနေ့ကိုဒါမှမဟုတ်1000ပေးလားအဲ့ဒီအတိုင်းသားတို့သမီးတို့ရရမယ် နော်လောအားကကိုနှိမ်ပြီးပေးလို့မရဘူးသဘောပေါက်တယ်နော်အေးအဲ့ဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီ၄နိုင်အတွင်းမှာလည်းသားတို့သမီးတို့ရဲ့ဒီ2019ခလေးတငယ်အခွင့်အရေးများဆိုင်ရာဥပဒေကဘာပြောထားလဲဆိုရှင်ရှင်ဖွင့်ကပါတဲ့ရှင်ဆိုတာသားတို့သမီးတို့ရဲ့အသက်ရှင်တန်ခွင့်နော်ဒီအသက်ရှင်တန်ခွင့်နဲ့ပတ်သက်လို့ဒီအလုပ်ဒီအနေရမရှိစေရဘူးနော်သားတို့သမီးတို့ရဲ့ဖွံ့ဖြိုးတိုးတက်ခွင့် သူမျိုးတိုးတက်ခွင့်တွေကဘာတွေလဲကာယညာနာဇာတိတာပေါင်းသင်းဆက်ဆံရေးစိတ်ပိုင်းဆိုင်ရာဟဲ့နေအဲ့ဒါကိုဘလို့အခန့်လိုက်တာလဲကြည်စမ်းငါမကန်နေကွဲကုန်ပြီသူမျိုးတို့စိတ်ပိုင်းဆိုင်ရာဘာဖြစ်သွားမလဲဘဘောပေါက်လားနော်ဟဲ့နေပကန်နေခွဲပြတဲ့ခေါက်ချိန်တက်လိုက်ပြီဘာဖြစ်လဲရုပ်ပိုင်းဆိုင်ရာအင်းဝအချုပ်ဆိုင်ကြားဘူးလားရန်ကုန်မြို့ကလက်သက်ခွန်နေခွာတယ်နော် ခြေသက်ကုန်နေခွာတယ်မိမှုတွေနကတ်တယ်ရှိုက်တယ်ခလေးအိမ်မော်သွားလောက်တာ နော်အိမ်မော်မသိနားမလဲတဲ့နေရာနေပြီးတော့သွားလောက်တာဟောပြောပဲပြုလို့ရခြင်းရဲ့ရည်ရွယ်ချက်ကိုယခုလိုပြောကြခဲ့ပါဗျာ အဲဒီနွေရာသီမှာဆိုရင်ကလေးတွေကအာပေါ့နော်ဒီအဲသူတို့တွေကလုပ်ငန်းဝင်ကိုကျောင်းပိတ်ရဖြစ်တဲ့အတွက်ကြောင့်မို့လုပ်ငန်းဝင်ကိုအတီးတီးအယူအမတိုင်ရင်ဝင်ရောက်ပြီးတော့လုတ်ကင်နေတဲ့ကလေးတွေတချို့ရှိကြပါတယ်ဒီလိုကလေးတွေကိုအစိုးရဆုံးပုံစံနဲ့ခိုက်စစ်ခြင်းခံရတဲ့ကလေးအလုပ်သမားတွေမဖြစ်ရလေအောင်အတွက်နော်လူမှုဝန်ထမ်းကြီးနဲ့ဒီအစိုးရဆုံးပုံစံနဲ့ခိုက်စစ်ခြင်းခံရတဲ့ကလေးတငယ်တွေကိုဖယ်ရှားရေးနဲ့ပြန်လည်ကူစားရေးနေရာမှာဆိုရင်လူမှုဝန်ထမ်းကြီးနဲ့ပြန်လည်ကူစားနိုင်အောင်လို့အသိပညာပေးလာရောက် ခေါ်ပြောခြင်းဖြစ်ပါတယ်။အဆိုပါခန်းသားတို့တက်ရောက်လာကြတဲ့မိဘပြည်သူများနဲ့ကျောင်းသားကျောင်းသူများကခရင်ပြည်ကျိုင်းနဲ့ပြည်ဆန်ဦးစီးဌာနမှာခင်ချင်းပြသထားတဲ့အသိပညာပေးနယ်ကက်ဆဆောင်များနဲ့စာအုပ်စာဆောင်များကိုစိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုကြကြောင်းသိရပါတယ်ရှင်။